ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ခိုက်ချန်နေမြန်မာကနေပရိသတ်များအားလုံးကိုပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်။ဒီနေ့မှာတင်ဆက်ပေးမယ့်ဇာတ်လမ်းကတော့စာရေးဆရာနေဆိုးတော်ရေးသားထားတဲ့ရှင်းနေမာလီမေဆန်ရှာနဲ့ဂုံတိတ်ခါကပေါ်တော်တရခန်းဆိုတဲ့ဇာတ်လမ်းကိုတင်ဆက်ပြီးတော့မှာပဲဖြစ်ပါတယ်ရှင်။အခန်း၁တို့ကအချက်အလက်ကိုအခြေတည်ပြီးမှကောက်ချက်ဆွဲချရမယ့်အစားကောက်ချက်ကိုအရင်ဆွဲပြီးတော့အချက်အလက်ကိုထူထောင်တတ်ကြလို့တချို့အမှုတွေမှာလွဲချော်သွားတာတွေ့ရတယ်။ တခါတရံမှာရှားရီရဲ့စဉ်းစားပုံစဉ်းစားနေရတဲ့အရေးကြီးတယ်။ပြစ်မှုကျူးလွန်သူကတာမန်လားခေါင်းပြေးပြီးတော့အတွေ့အကြုံရှိတဲ့လူလားဆိုတာကိုအ깨ခတ်ပြီးတော့စဉ်းစားရတာရှိတယ်။ညံသွားတဲ့တရားခံမျိုးဖြစ်လေဖြစ်တာရှိတဲ့အချက်လက်တွေနဲ့ချိန်ထိုးလို့မရဘူး။သူ့ရဲ့ညံသွားတဲ့တစ်ထက်သေးကြောင်လိုက်တွေးကြည့်ရတာမျိုးလည်းရှိတယ်။အဲဒါကြောင့်နေတဲ့သူကအမှုမျိုးစုံနဲ့တွေ့နေရပြီးတော့ဒီလိုဒီလိုအမှုတွေထက်ခါတလဲလဲကြုံရပံများတဲ့ရှားရဲ့မိတ်ဆွေရဲအုပ်စီသူတို့ရဲအုပ်သိန်းစော်တို့ကအဖြစ်အပျက်မြင်တာနဲ့ဒါဘာဖြစ်တာပဲဆိုပြီးတော့ တခါတည်းတမ်းပြီးကောက်ချက်ချလိုက်ကြတာဟာအတွေ့အကြုံအားလာတာမှန်ပေမဲ့ညံသွားတဲ့တရားခံမျိုးနဲ့ကြုံတဲ့အခါသူတို့ရဲ့ကောက်ချက်ချတာလွဲသွားတတ်ကြတယ်။အဲဒီခါရှာရှာစိတ်ကူနဲ့သူတို့ကိုကူညီပေးခဲ့တယ်။အဲဒီတော့ချက်စုံနှစ်ခွက်ကမိတော့သူတို့ကကွဲဝတ်ထားတဲ့အမှန်တရားကိုတန်ငနဲ့ဆွဲထုတ်တော့တာပဲ။ရှာနဲ့သူတို့ခင်မင်မိကြတာအဲ့ဒါကြောင့်ပါပဲ။စောစောပိုင်းကရှာကိုသူတို့ကတိုက်ပြီးအမြင်မကြည့်ဘူးလို့ကိုကိုထင်နေ။မှန်တယ်ကိုကို။တကယ်တမ်းရာဇဝတ်မှုကိုပေါ်ထုတ်ဖို့တာဝန်ရှိတာကသူတို့။ပေါ်ထုတ်ပိုင်ခွင့်ရှိတာလည်းသူတို့ပါပဲ။ရှာအပြင်းလို့လေ။ ဥပဒေလုံးလုံးနေရသူဖြစ်ပေမဲ့ရှာကစုံတောင်းမှမဟုတ်တာရှာကသူတို့အလောက်ကိုဝင်ဆွက်ဖတ်တာမဟုတ်ဘူးရှာတက်ဆွမ်းသူရဲ့ကိုကြီးတယ်ဆိုတာကိုအခုနောက်ပိုင်းသူတို့နားလည်သွားကြတာတခုတော့နေလေခင်ကျွန်တော်ကမဂဇင်းဖောင်းပိတ်ပြီးတဲ့နောက်မှာတော့အလောက်ချောင်းတာကြောင့်ရဲအတန်ကြာမဆုံးဖြစ်ခဲ့တဲ့ရှာစီကိုသွားပြီးတော့စကားပြောနေကြစဉ်ရခင်ကရှာလိုက်ခဲ့ဘူးတဲ့အမှုအကြောင်းတွေကိုစကားဆက်မိပြီးတော့အခုလိုစကားတွေကိုရှာကပြောခြင်းဖြစ်တဲ့ရှာကကျွန်တော်ချစ်သူဖြစ်တာကြောင့်ကိုငချင်ကိုချင်တယ်လို့မထင်စေလိုပါဘူး ငရွယ်သူမှုထမ်းမြတ်တာသာမကပဲနဲ့အမှန်တရားကိုမျက်နှိုးရမှာရဲရင်ခိုင်ကြင်မှုကနာမည်နဲ့လိုက်အောင်ရှာမရှာသူဖြစ်တယ်။အားနည်းသူကိုကူညီဖို့ရှာဝင်မလဲ။ငွေကြေးအရှိန်အဝါပါဝါရင်းနဲ့ဖိလာရင်တော့ကြောက်ရွံ့ခေါင်းငုံတက်သူတွေထဲမှာရှာမပါ။အဲဒါကြောင့်မင်းကျွန်တော်ရှာကိုမျက်နှိုးလို့မဝခြင်းဖြစ်ပါတယ်။ကျွန်တော်တို့စကားကောင်းနေစဉ်ရှာရဲ့အလောက်ခံအဝမှာလူရိပ်ပေါ်လာပြီးတော့ဝင်ခွင့်တောင်းလိုက်တာပေါ်လာတယ်။ကျွန်တော်ရောရှာပါအခန်းဝါကိုလှည့်ကြည့်မိကြတယ်။အမျိုးသမီးတူဦးဖြစ်ပါတယ်။ အသက်35လောက်ရှိမယ်လို့ခန့်မှန်းရပြီးတော့အဆင့်တန်းမြင့်စွာစင်ရင်ထုံးဖွဲ့ထားတဲ့အမျိုးသမီးကအပြုံးလှလှနဲ့ရက်လျက်ရှိပါသည်။ဟုတ်ကဲ့ဝင်ခဲ့ပါရှင်။ရှားအလိုက်တင်ချိုမြစွာဖိတ်ခေါ်လိုက်တယ်။ကျွန်တော်အခုတလုံးဆွဲယူပြီးတော့နေရာချပေးလိုက်တယ်။အမျိုးသမီးကအင်ရီရရလှမ်းဝင်လာပြီးတော့ရှားရဲ့ရှေ့မှာရှိတဲ့ထိုင်ကုန်းမှာဝင်ပြီးထိုင်နေ။သူမကမြမအမျိုးသမီးတူဖြစ်ပေမဲ့လည်းအမှုအရာကယွန့်ကြောက်ခြင်းမရှိရဲရင်ဖြက်လက်မှုရှိရုံမကနိုင်ငံသားသူတယောက်ရဲ့အသွေးအမြင်မျိုးရှိနေတာကိုကျွန်တော်အကဲခတ်လိုက်တယ်။ စောစောကဝင်ခွင့်တောင်းတာကပင် အင်္ဂလိပ်စကားနဲ့ဖြစ်တယ်။ကျမမေးဆန်ရှားပါ။ဘာများကူညီရမလဲရှင်။အမျိုးသမီးကပြုံးပြီးတော့ရိုစီကမင်းမျက်စွေနဲ့တွေ့ပြီးတော့မေဆန်ရှားကိုညွှန်လိုက်လို့အားကိုးပြီးလာတာပါ။အဲလိုမြန်မာလိုပြောရင်မြန်မာစကားကိုမှန်ကန်စွာပြောဆိုပြီးမြစကားတန်နဲ့လေယူလေသိန်းကမြန်မာမပီသားလှပြီ။နိုင်ငံသားမှာကာလကြာရှိစွာနေခဲ့သူတအုပ်ဖြစ်မယ်လို့ကျွန်တော်ခန့်မှန်းမိတယ်။မင်းမျက်စွေနဲ့တွေ့ခဲ့တာ哦။သူနဲ့ကျမကတော့ငယ်တငယ်ချင်းတွေလိုပါပဲ။အယမ်းခင်ကြတာ။ မင်းမျက်စွေရဲ့မိတ်ဆွေဆိုတော့လေကျမရဲ့မိတ်ဆွေပေါ့ပြောပါရှင်ပို့မွန်လင်းလင်းပြောလို့ဆွေးနွေးလို့ရပါတယ်အခန်းထဲမှာကျွန်တော်ရှိနေတာကြောင့်ရွံ့နေမှာဆိုတာကြောင့်ရှာကလမ်းဖွင့်ပေးတယ်မင်းမျက်စွေကမေဆန်ရှာကိုကူညီတတ်တယ်အခက်အခဲတွေကိုဖြေရှင်းပေးတတ်တယ်ဆိုလို့လေရိုစီမှာပြဿနာလေးတခုရှိနေတာ ਨੇ ဟုတ်ကဲ့ပြောပါရှင်ကျမကူညီနိုင်တာဆိုရင်ကူညီပါမယ်ပြဿနာကတော့ရိုစီပြဿနာမဟုတ်ပါဘူးညီမလေးရင်ဆိုင်နေရတာကိုအမားတယောက်အနေနဲ့မကြည့်ရလို့ရိုစီကဝင်ပြီးတော့ဖြည့်ရှင်းပေးချင်မိတာပါဟုတ်ကဲ့ ရုစီးယားမြန်မာပြည်ပြန်ရောက်တာသိမ့်မကြသေးပါဘူး။ရှစ်လလောက်ပဲရှိပါသေးတယ်။အမေရိကမှာအတော်ရီနဲ့နေနေတာပါ။ငငယ်ကလေးကအတော်ရီနဲ့လိုက်ပြီးနေရနေ။အခုတော့ဒယ်ဒီဆုံးသွားတာနဲ့မြန်မာလေးကိုစောက်ရှောက်ပြီးအတူနေဖို့မြန်မာပြည်ကိုအပြေးပြန်လာတာပါ။ဩဒါကြောင့်စကားပြောရင်ဘူတန်ဝဲနေရဖို့ဆိုပြီးတော့ကျွန်တော်ရဲ့စိတ်ထဲမှာမှတ်ချက်ပြုလိုက်မိတယ်။ရိုစီတို့မှမီးယာဆုံသွားတာကြာပါပြီ။ရိုစီ၁၀နှစ်သမီးလောက်ကပါ။အဲ့ဒီကလေးကရိုစီကဒေါ်ရီနဲ့ပါသွားပြီးအမေရိကကိုရောက်သွားတာပါ။ဒီမှာဒယ်ဒီနဲ့ညီမလေးကြံခဲ့တယ် မြမလေးတိမ်ငင်နေကျမ6နှစ်กว่าပါတယ်ဒယ်ရီနေမကောင်းဖြစ်တော့ရိုဇီစီကိုအကြောင်းကြားတာရုတ်တရက်ပြန်လာလို့အဆင်မပြေတော့ရိုဇီပြန်ရောက်တဲ့အခါဒယ်ရီအသက်ကိုမမီတော့ပါဘူးရိုဇီရောနေတာဗဟန်းမှာပါဟုတ်ကဲ့ဒယ်ရီမရှိပြီးတဲ့နောက်မြမလေးတိမ်ကိုအိမ်အောင်ပြုတ်ဖို့ဒယ်ရီစီစဉ်ခဲ့တဲ့အတိုင်းရိုဇီကဆက်ပြီးလှုပ်ပေးနေရမှာပြဿနာပေါ်လာတာပါပဲဒယ်ရီစီစဉ်ခဲ့တဲ့တိမ်ငင်နဲ့လက်ဆက်ရမဲ့သူကဆွေကြီးမျိုးကြီးဩဇာရှိအတိုင်းဝိုင်းနေရဂုံတရင်ရှိလူတစ်ယောက်ပါအရေးချင်းလည်းရှိပြီးတော့မိန်ကလေးတွေဘက်ကသဘောကျနှစ်ချိုက်လောက်တဲ့ အချက်လက်တွေအလုံးပြည့်စုံပါတယ်။အဲဒီလူကလည်းတင်ညို့သဘောကျပုံရပါတယ်။သူတို့ကချစ်သူတွေမဟုတ်ဘူးလား။ရှားကတခုံးဝင်မေးလိုက်တယ်။မဟုတ်ဘူး။လူကြီးချင်းကသူတို့ကိုဆုံတွေ့ပေးပြီးစီစဉ်တာပါ။တင်ကြီးကလည်းနှစ်သက်ပြီးလက်ခံပြီးသားပါ။ဒါဆိုဘာပြဿနာရှိနိုင်မှာလဲ။နေနဲ့လားရွှေနဲ့မြပဲဟာ။ရိုဇီကတက်ပြင်းချတယ်။မမေဆန်ရှာပြောတာမှန်ပါတယ်။သူတို့နှစ်ယောက်မှာ ပြဿနာမရှိဘူး။ပြဿနာကရှားကဝင်လာတာပါ။ဒီလိုပါ။တင်ကြီးတက်ကတော့တက်စင်အခါတော့ မြမင်းမောင်ဆိုတဲ့ကောင်းလေးတယောက်နဲ့ချစ်သူဖြစ်ခဲ့ပူပါတယ်ချစ်သူဆိုတော့စာပေးတာတို့ဓာတ်ပေါ်အတူတွဲရိုက်တာတို့ရှိခဲ့ပူမှာပေါ့တန်ကြီးပေးထားတဲ့အမတ်တရားပစ္စည်းတွေလည်းရှိမှာပေါ့နောက်ပိုင်းတို့ချင်းအဆင်မပြေဖြစ်ပြီးတော့လမ်းခွဲကြတယ်အဲ့ဒါလေမြမင်းမောင်ရဲ့အကျင့်မကောင်းမှုရှုပ်ပွေမှုတွေကိုတီးမခံနိုင်လို့တန်ကြီးကလက်တွဲဖြုတ်ခဲ့တာပါလက်တွဲဖြုတ်ခဲ့တာကလည်းကြာပါပြီအခုလိုတန်ကြီးလက်ထက်တော့မယ်ဆိုတဲ့အချိန်ကျမှကြောက်နေတဲ့မြမင်းမောင်ကဘွားကနေပြန်ပေါ်လာပါတယ်ဇလန်းကဒီနေရာမှာစပြီးတော့စိတ်ဝင်စားစရာကောင်းလာတယ် ရှားလေးလေးနက်နက်အမူအရာနဲ့နားထောင်နေတယ်။တစုံတစ်ခုကိုစိတ်ဝင်စားတဲ့အခါတိုင်းတွေးရမြဲဖြစ်တဲ့မျက်လုံးတောက်တောက်ကလေးကိုမြင်ရတယ်။ရှားရဲ့အာယုံကရိုဇီစီမှာတည်နေတယ်။ကျွန်တော်ဒီပင်ဇလန်နဲ့မှနစ်လာတယ်။ရိုဇီကစကားဆက်တယ်။အခုလည်းမြမင်းမောင်ကရိုရိုတော်တော်လောက်ကန်စားတာမဟုတ်ဘဲနဲ့ဥပဒေလက်တလုံးချအလုပ်တွေနဲ့ကြီးပွားနေတယ်လို့ကြားရတယ်။ညီမလေးတိမ်ကြီးလက်ထက်တော့မယ်ဆိုတာဘယ်ဟာကြားလဲမသိဘူး။တိမ်ကြီးစီကိုဖုန်းဆက်တယ်။သူ့စီမှာတိမ်ကြီးရဲ့စာတွေဓာတ်ပုံတွေရှိနေတယ်တဲ့။အဲ့ဒီစာတွေထဲမှာ ဘလောက်ရင်နေခဲ့တယ်ဆိုတာတွေပါတွေ့ပါသေးတယ်။အရိစာတွေဓာတ်ပုံတွေပစ္စည်းတွေကိုတွေ့ရင်တင်ကြီးရဲ့ခင်ပွန်းတော့စိတ်ပြက်ပြီးတော့နောက်ဆုတ်သွားမှသေးကြတယ်တဲ့။အဲ့ဒါတွေကိုဟိုလူစီကိုပို့လိုက်ရမလားလို့ပြောတယ်။တင်ကြီးလည်းခေါင်းပြီးတောက်တော့တာပဲ။ညမင်းမောင်သာဝင်းရှုပ်ခဲ့ရင်သူအရှက်ခွဲတိတ်ခါကြမဲ့အပြင်လက်ထပ်ပွဲလည်းပြတ်တော့မယ်ပေါ့။ညမင်းမောင်ငွေညှက်တဲ့သဘောလား။အဲ့ဒါခန့်နေရပဲမမေဆန်ရှာရဲ့ငွေလိုချင်တဲ့သဘောတသက်ဆိုရင်တော့ရိုစီတော့မစိုးရိမ်ပါဘူး။စာရီဓာတ်ပုံတွေပစ္စည်းတွေပြန်ပေးရင် သူတောင်းတဲ့ငွေဘလောက်ပဲဖြစ်ဖြစ်ရိုစီတို့ပေးမယ်ခုဟာတမင်သက်သက်ပွဲဖြတ်မဲ့သဘောမျိုးဖြစ်နေတယ်သူရဲ့ရည်ရွယ်ချက်ကဒီလက်ထပ်ပွဲပြတ်ပြီးတော့သူ့ကိုပြန်ပြီးလက်ထပ်စေချင်တဲ့သဘောမျိုးလို့ယူဆလို့ရတယ်သူ့ကိုလည်းတိမ်ကြီးကလုံးဝလက်မထပ်နိုင်တော့ဘူးတန်ရောစင်လည်းပြတ်ခဲ့တာကြာပြီလေနောက်ဆုံးအချိန်ကနောက်ဆုံးအချိန်ကတော့အဲ့ဒါပဲမေဆန်ရှာတိမ်ကြီးလက်ထပ်မဲ့လူဘက်ကတော့မသိသေးဘူးညာမင်းမောင်နဲ့တိမ်ကြီးကြိတ်ပြီးဖြစ်နေကြတဲ့ကိစ္စပါညာမင်းမောင်ကတစ်ဖက်ကနေဖုန်းဆက်ပြီးတော့ဟိုပြောဒီပြော ပြောနေတာမျိုးပဲချင်းချောင်းငွေတောင်းနေဆိုရင်လည်း ရဲတိုင်ပါတိုင်လှုပ်ချင်လှုပ်ရမှာအခုတော့ဒီလိုလည်းမဟုတ်ဘူးစိတ်နှောက်ရက်ပေးနေတဲ့သဘောပဲစာရီတက်ပုံနေရောတကယ်ပဲမြမင်းမောင်စီမှာရှိနေရဲ့လားရှိနေတာတော့သိကြတယ်မိတူတွေကိုပြီးတော့ပို့လိုက်တယ်ပြန်ပေးပါငွေပေးပါမယ်ဆိုပြီးတော့မငြိကြည်ဘူးလားညိပါတယ်ငွေရဘာလို့ရအောင်လဲတဲ့ငွေမလိုချင်ဘူးတင်ကြီးကိုပဲလိုချင်တာတဲ့အဓိကတော့လက်ထက်ပွဲကိုဖျက်ဖို့ပဲနေမှာရိုစီအထင်တော့ငွေတောင်းရင်ရမှာသူတသက်စားလို့မရဘူး တင်ကြီးကိုရရင်သူတသက်ဖြုံးလို့မကုန်ဆိုတဲ့သဘောနေမှာပဲတင်ကြီးရဲ့နောက်ကပိုင်ဆိုင်မှုတွေကိုသူလိုချင်နေပုံရတယ်။ "तू ကလူလဲလူရှုပ်ပဲလေ။ကျွန်တော်ရင်မောသွားတယ်။အဖြစ်ကအဖြစ်ညှိမရတဲ့ပဟေလီတပုတ်လုံး။ဒီတော့ကျမကဘာကူညီပေးရမလဲ။ရှာလိုရင်းအောင်မေးတယ်။ရိုစီမြင်ပြောရရင်ဒီကိစ္စကတရားဆွဲလို့လည်းရနိုင်တာမဟုတ်ဘူး။လူမှုရေးကိစ္စဖြစ်နေတယ်။ညာမင်းမောင်နဲ့ပြေးလဲဖို့ပဲလိုတာ။ဒီတော့မမေဆန်ရှာကเจ้าဝင်ညှိနိုင်ပေးရင်ရမလား။ဒါမှမဟုတ်သူ့စီကနေ စာရီဓာတ်ပုံတွေကိုတနည်းနည်းနဲ့ပြန်ရနိုင်တဲ့နည်းများရှိမလား။ရိုစီကလည်းသူမရဲ့ဆန္ဒအရင်းကိုပြောတယ်။ရှားတွေ့ဝေသွားတယ်။ရှားဘလို့အဖြစ်ပေးရမလဲဆိုတာကိုစိတ်ဝင်စားစွာနဲ့ကျွန်တော်ကရှားကိုကြည့်နေမိတယ်။ချက်ချင်းတော့ကျွန်တော်မမှမပြောနိုင်သေးဘူးမရိုစီ။တင်ငင်းနဲ့တွေ့ကြည့်ပြီးမှဆိုရင်တော့နီလန်ရလာနိုင်မလားပဲ။ရှားရဲ့ခက်ဆဆစကား။မှန်တယ်မမေဆန်ရှား။ရိုစီလည်းအဲ့ဒါပဲပြောမလို့။ရိုစီပြောတာထက်တင်ငင်းပြောတာအချောင်းရင်ကိုတိတိကျကျသိနိုင်ပြီးတော့အဖြေရှားလို့ရနိုင်တယ်။ ီတော့ဒီလိုလုပ်ပါလားတနင်္ဂနွေနေ့မနက်ခင်းရိုစီတို့စီကိုကျေးဇူးပြုစီလာပေးပါလားညီမလေးကိုစောင့်ခိုင်းထားမယ်လေကောင်းပါပြီကျမတို့တနင်္ဂနွေနေ့မနက်လာခဲ့ပါမယ်ကျေးဇူးတင်ပါတယ်မမေဆန်ရှာရင်ညီမလေးတင်ကြီးခင်ဗျာတက္ကသိုလ်ကဆရာမတယောက်အနေနဲ့ဂုံတိတ်ခါနေနေတာအခုပြဿနာကြောင့်အချက်တကွဲဖြစ်ဂုံတိတ်ခါကြရမှာ ਉ အရန်စွရင်ပူပန်နေရှာတာစိတ်ဓာတ်တွေအရန်ကြပြီးတော့တခုခုဖြစ်သွားမှာ ਉ တော့မှရိုစီယာစိတ်ပူနေတာသူ့ကိုလည်းဂယူးဆိုင်နေရတယ်အခုတော်တော်လေးအစားမမှန်အိမ်မမှန်နဲ့ လူလဲပိန်သွားတယ်စိတ်ချပါကျမတို့လာခဲ့ပါမယ်ဂျေဇုတင်ပါတယ်မမေဆန်ရှာဂျေဇုတင်ကြောင်းဖျားသခင်ကောင်းကြီးပေးပါစေကြောင်းပြောပြီးတော့ရိုစီကသူ့ရဲ့လိပ်စာကိုပေးပြီးတော့ပြန်သွားတယ်ကိုကိုဘလို့မြင်လဲရိုစီပြန်သွားပြီးနောက်ရှာကကျွန်တော်ကိုမြင်တယ်စဉ်းစားရကြက်ကြက်ကြီးပဲရှာရောပြောရမှာတော့စောပါသေးရဲ့ကိုကိုအချက်လက်တွေကမစုံသေးပါဘူးတနေ့ကနေနေ့မမရိုစီတို့တင်ကြီးတို့စီသွားရင်ကိုကိုလိုက်ခဲ့ပါ လိုက်မှာပေါ့ သူတို့စီမသွားခင်ရှားတို့လှုပ်ရှားရှိသေးတယ်။မင်းမျက်စွေနဲ့တွေ့ရမယ်။လိုအပ်ရင်တမာရီမောင်ရှင်အကူအညီတောင်းရမယ်။မင်းမျက်စွေရောရှားတငယ်ချင်းရိုစီကိုရှားစီလွတ်လိုက်သူတမာရီမောင်ရှင်ဟာလူငယ်တယောက်အမှန်တရားကိုပေါ်ထုတ်လို့သူရှားကိုအကူအညီပေးသူသူကနေရတကမှနှက်ဆက်ကျွမ်းကျင်သူဖြစ်တယ်။အထူးသဖြင့်ဒူးစီရဲ့လောကတွေကိုထဲထဲဝင်ဝင်ရှိသူဖြစ်တယ်။ဒါဖြင့်အခုရှားဘာလုပ်ချင်လဲကျွန်တော်မေးလိုက်တယ်ရှားကပြုံးနေအုံနောက်နားပေးတာပေါ့လက်ဖက်ရည်ဆင်းတော့ရအောင် ရှားစီလာတဲ့ကိုကိုရှားလက်ဖက်ရည်မတိုင်ရင်တော်ကြကိုကိုကအတင်းလျှောက်ပြောမှကြောက်ရတယ်လေမဟုတ်ဘူးလားအခန်းနှစ်ဟုတ်တယ်မေဆန်ရှားရင်နစ်စီကိုငါလွှတ်လိုက်ကြမက်ရိုစီခင်ဗျာသူညမအသိငယ်အတွက်တိတ်ကိုပူပန်နေတာလေလက်ထက်မဲ့ဆဲဆဲကြမှာအနှောက်ရှက်ကပေါ်လာတာမင်္ဂလာပွဲလဲပြတ်တိတ်ခါလဲကြမဲ့ကိန်းစိုက်နေတာအဲ့ဒီအတွက်နစ်စီလာတာပဲမင်းမြတ်ဆိုရင်ငါသိချင်တာလေးယူလဲရှိလို့ကဲပါအေးစစ်စစ်ထိုင်ကြစမ်းပါအောင်ညီမလေးရေကော်ဖီဖြောက်ခဲ့ပါဟိထိုင်မအောင်ကိုနေဆိုတော့ ျွန်တော်တို့ထိုင်ကုန်းဒီမှာဝင်ထိုင်ပြီးအားလာပါတားလာပါတွေပြောနေခိုင်းမှာမေမြတ်ဆွေရဲ့ညီမမေမြတ်ဝင်ရောက်ကော်ဖီပကံတွေနဲ့ရောက်လာတယ်။တကယ်တော့ငါနဲ့မမရိုစီကလည်းတိကြတာမကြသေးဘူး။အဲ့ဒါလေဝင်းနဲ့တင်ကြီးကတငယ်ချင်းဖြစ်နေလို့ပဲ။ဝင်းနဲ့တင်ကြီးကနင်းနဲ့ငါလိုပဲပေါ့ဟာ။ကျောင်းတော့ကတငယ်ချင်းတွေဆိုတော့ခင်ကြတယ်လေ။တင်ကြီးအဖေကြီးဆုံးတော့ငါတို့ညီမသွားကြတယ်။အတုပအခမ်းအနားမှာမမရိုစီနဲ့တွေ့တာ။အဲ့နောက်တော့တုံးလေးကတွေ့တယ်ပေါ့ဟာဒီလောက်ပါပဲအခုပြဿနာဖြစ်တော့သူတို့ညီမဝိစီကိုရောက်လာရင်လည်း ငါနဲ့တွေ့ပြီငါလည်းအကြံမပြုတ်တတ်တာနဲ့အင်းစီလွတ်လိုက်တာပဲမေမျက်စွေဟာရှင်းပြတယ်ဒါဆိုဝေရတော့တင်ကြီးအကြောင်းနဲ့အကုန်သိမှာပေါ့ဝေတိသမ ्या ကိုပြောပါအောင်ရှားကမေမျက်ဝေကိုလှဲ့မိတယ်ဝေနဲ့တင်ကြီးကဆယ်တန်းထိတငယ်ချင်းတွေပါဆယ်တန်းအောင်တော့တက္ကသိုလ်တက်ကြတဲ့အခါကွဲသွားတယ်သူကအီးမေးလ်ကြာယူပြီးတော့ဝေရစီးပွားရေးတက္ကသိုလ်ရောက်သွားတယ်အဆက်အသွယ်တော့ရှိတယ်သူမြမင်းမောင်နဲ့ချစ်သူဖြစ်တာလည်းသိတယ်မြမင်းမောင်ကဝေတို့အီကွာမို့မြမင်းမောင်အကြောင်းဝေကြပြီးတော့တင်ကြီးကိုတရိပ်ပေးတယ် ညာမင်းမောင်ရှုပ်တဲ့အကြောင်းပေါ့ဒါပေမဲ့အစောပိုင်းမှာသူတို့ဆက်တွဲကြတာပါနောက်ဆုံးနေ့ကျမှကွဲသွားကြတာဝေယအနေရိုးရိုးဖြစ်တယ်စကားပြောလဲယူတယ်အပြောကစင်စင်ရှင်းရှင်းဖြစ်တယ်ကျောင်းပြီးတော့ရောကျောင်းပြီးတော့ဝေယကော်မတီတစ်ခုမှဝင်လို့တယ်တင်ကြီးကဆက်တက်တယ်မဟာဘွဲ့ရတော့တက္ကသိုလ်မှာဆရာမပြန်လို့တယ်အဲ့ဒီချိန်မှာတော့ညာမင်းမောင်နဲ့ဘာမှဆက်သွယ်မှုမရှိတော့ဘူးအခုညာမင်းမောင်နဲ့ပတ်သက်ပြီးတော့ဖြစ်လာတဲ့ကိစ္စတွေကိုတင်ကြီးကဝေယကိုလာတိုင်မလား ဟုတ်ပါတယ်မမရှာသူဝဲကိုလာတိုင်းမင်းနဲ့အကူကြီးလည်းတောင်းတာပါဝင်းနဲ့မြမင်းမောင်ကလည်းတိမ်ကြီးနဲ့ပတ်သက်ပြီးသိခဲ့ကြတာဆိုတော့မြမင်းမောင်နဲ့လည်းတွေ့ပြီးတော့ဆွေးနွေးဖြောင်းဖြားပေးဖို့ပေါ့ဒါပေမဲ့ပြောရရင်တော့ဝေဘာမှဝေမီမပြောတတ်ဘူးမလုပ်တတ်ဘူးမြမင်းမောင်လိုလူလေတယောက်ကိုကောင်းကြီးလာအောင်လို့ဝေရဘာပြောနိုင်ပါလဲအဲ့ဒီတော့မမတို့စီပါပလာတာဒါကြောင့်ငါကကြားဝင်ပြီးတော့နင့်စီလွတ်လာရတာမင်းမြတ်စွေကကြားဝင်ပြောရင်းဝေနဲ့မြမင်းမောင်ကအခုအဆက်အသွယ်ရှိလို့လား မင်းမြတ်ဝေရကောင်းခါတယ်မရှိဦးမမရှာဒါပေမဲ့ကားပွဲစားလုပ်နေရလို့ဆိုပြီးတော့ဝိတ္တငယ်ချင်းပြောနေရတော့ကြားဘူးတယ်ညာမင်းမောင်နဲ့တိမ်ကြီးကတွေ့ပြီးကြပြီလားတိမ်ကြီးပြောတာတော့လူချင်းမတွေ့ဘူးဖုန်းနဲ့ပဲပြောတယ်လို့ပြောပါတယ်တိမ်ကြီးစီကိုစာရီဓာတ်ပုံတွေမိတူကူပို့တယ်ဆိုဝိတ္တကိုပြောတဲ့တည်းမှာအဲ့ဒါမပပါဘူးရှားမျက်ကုံးလေးတွေကြုံသွားတာကိုကျွန်တော်သတိပြုမိလိုက်တယ်မမရိုစီအကြောင်းကိုဝေဘာသိလဲဝေဘာမှမသိဘူးတိမ်ကြီးတို့အဖေဆုံးပြီးမှမမရိုစီပြန်ရောက်လာတာပဲသိတယ်ဝေထက်ဆိုင် မမဆွေရမမမရိုစီနဲ့ပို့ပြီးရင်းနေတည်တယ်။ဒါဆိုရင်ဆွေရသိသမျှပြောပါအောင်။ရှာအမေမျက်ဆွေဘက်ကိုဦးလှဲ့သွားတယ်။မမရိုစီကတော့တိမ်ကြီးနဲ့နှစ်ပေါင်း20ကျော်ဝေးခဲ့တာမို့လို့လားမသိဘူး။ငါအမြင်ဂယူးဆိုင်မှုပို့လို့နေ။အခုကိစ္စမှာလေတိမ်ကြီးထက်သူကပို့ပြီးစိုးရိမ်နေတာ။ချစ်တာတော့သူညမကိုတော်တော်ချစ်နေပုံပါပဲ။သူတို့အဖေကြီးထားရခဲ့တဲ့တေးတန်းစာအရာရှင်းနေရအမွေတို့သူတို့ညီမနှစ်ဦးကိုတရားဝင်ခွဲပြီးမဲ့ကိစ္စကိုတော့မှသူညမလက်ထပ်ပြီးတဲ့အထိစောင့်ကိုင်းထားတယ်တဲ့။ဖြစ်နိုင် ူရမဲ့ဝေစုတော်မှာသူညမကိုပေးထားခဲ့ပြီးတော့သူကအမေရိကကိုပြန်မှုရည်ရွယ်ထားတယ်လို့ပြောပါတယ်။ငါ့ကိုပြောတာကြတော့သူ့ဖေမရှိတော့လို့ညီမလေးနဲ့အတူစောင့်ရှောက်ပြီးညီမပြီးမှအပြီးနေဖို့ပြန်လာတာတဲ့။အဲ့လိုဝင်ပြောတယ်။ဒါလည်းဖြစ်နိုင်တာပါပဲ။သဘောကြီးရမကွာပါဘူး။သူညမအိမ်တော်မကြရင်တော့တမျိုးပေါ့။အတူတူနေရမှာပေါ့။အိမ်တော်ပြုပြီးရင်တော့စိတ်ချရပြီလေ။ဒါဆိုရင်တော့သူကအမေရိကကိုပြန်ချင်းပြန်မှာပေါ့။မင်းမျက်စွေဟာရှင်းပြတယ်။ငါကစကားအသွားလာမတူတာကိုပြောတာ။နေရရှိနေပြီပြီ။ စကလုံးတွေကိုအထိပ်ပဲဖွင့်ရတာဝို့ဟဲ့အခုပြောတဲ့စကားတွေကအသွားလာကွာတယ်ပဲထားမြမင်းမောင်ကိစ္စနဲ့ဘာပတ်သက်ဆရာရှိလို့လဲဟဲ့မဆွေနေုံနေမမရိုစီလို့ပြောရတဲ့မှာသူတို့အမွေခွဲပေးဖို့သူတို့ဖြစ်တည်တန်းစာအပ်ခဲ့တဲ့ရှိနေရဘသူဆိုတာသိလားမင်းမြဝင်ရဝင်ပြီးတော့တင်ကြီးစကားထဲမှာတခါတော့ကြားလိုက်တယ်ဥတင်ယူဆိုလားမသိဘူးရှိနေရစာရေးစရာတဲ့အဲ့လိုပြောတယ်ကဲပြေစုံပါပြီနောက်ဆုံးမေးချင်တာကတော့မဆွေနေဘယ်တော့မင်္ဂလာဆောင်ပါလဲ အပြိုးစင်းဝင်တော့မယ်နော်အပြိုးလေးဆိုတဲ့အချိန်ကနေညိုနေပြီမိရှာရှင့်နေမအဆုတ်ပလုတ်ငါ့ကိုရောပြောတယ်နေအောင်ဘယ်တော့ယူမှာလဲငါယူတော့မှာချစ်သူလည်းရှိတယ်လူကြီးတွေကလည်းသဘောတူပြီးသားနေ့မှာဘာမှမရှိသေးလို့တရိပ်ပေးရတာတော်စမ်းမှာရီပွဲလေးနဲ့အဆုံးသက်ပြီးတဲ့နောက်မင်းမျက်ဆွေတို့အိမ်ကနေကျွန်တော်တို့ပြန်ခဲ့ကြရာလမ်းမှာအေးဆိုင်တစ်ခုထဲမှာခနာထိုင်ရင်းတဲ့ရှာကသူ့ရဲ့လက်ကైဖုန်းကိုထုတ်ယူပြီးဖုန်းဆက်တယ်ပထမတအူးကတော့တမာတိမောင်ရှင်စီကိုဖြစ်တယ်မောင်ရှင်ရင် မမရှာမအရေးကြီးကိစ္စရှိလာလို့မင်းစီအကူညီလိုချင်နေရှာကတင်ကြီးမြမင်းမောင်တို့အကြောင်းကိုနားလည်ရုံလားအကျဉ်းပြောပြပြီးတော့ပွဲစားထဲမှာမင်းမြမင်းမောင်ကိုရှာပြီးတော့မင်းဒီမင်းဟန်နဲ့တီးခေါက်ပေးစမ်းပါအဲ့လိုမှားကြတယ်ဒုတိယတအုပ်ကတော့ရှေ့နေကြီးဦးတင်ယူစီကိုပဲဖြစ်တယ်အကိုကြီးနဲ့ရှာလာတွေ့ကြကိစ္စတခုရှိတယ်အကိုကြီးဘယ်ချိန်အားလဲအနည်းဆုံးအဆင်ပြေနိုင်မဲ့အချိန်ပေါ့အခန်း၃စနေနေ့မှာကျွန်တော်အဖို့အလုပ်များတဲ့နေ့ဖြစ်တယ်မဂဇင် စာပေစစ်စစ်ရေးမှာကြာမဲ့နေဖြစ်နေတယ်။အဲဒါကြောင့်စာပေစစ်စစ်ရေးရုံးခန်းကိုအရေးတာတဦးအနေနဲ့ကျွန်တော်သွားရတယ်။ရှားနဲ့မဆုံးပြေမနေ့ပိုင်းတော့ကျွန်တော်ရှားရဲ့ရုံးခန်းကိုရောက်သွားတဲ့အခါမှလည်းရှားကိုမတွေ့ရရှေ့နေကြီးဦးတင်ယူနဲ့တွားတွေ့လေသလား။တမာရီမောင်ရှင်နဲ့ပဲစုံတွေ့နေလေသလား။တင်ငင်းနဲ့ပတ်သက်တဲ့ကိစ္စတခုခုကိုဆောင်ရွက်နေကြောင်းကတော့ထင်ရှားတယ်။တနေ့ဦးနေနဲ့မနေ့ပိုင်းမမရိုဇီရိုနဲ့ချိန်ဆထားတဲ့အတိုင်းမမရိုဇီရိုအိမ်ကိုသွားဖို့ကျွန်တော်ရှားရဲ့အိမ်ကိုရောက်သွားတယ်။ရှားနဲ့ကျွန်တော်အတူတူသွားဖို့ စီစဉ်ထားတာကြောင့်ဖြစ်တယ်။ကျွန်တော်ရောက်သွားတဲ့အခါမှာတော့ရှာကျွန်တော်အဆင့်သင်းစောင့်ကြုံနေတာကိုတွေ့လိုက်ရနေတယ်။ကိုကလည်းနောက်ကျလိုက်တာဆိုပြီးတော့စီးကြော်အဖြစ်တင်နေ။ဘယ်မှာနောက်ကျလို့လဲ။အခုမှ9နာရီခွဲပဲရှိသေးတာ။အဲ့ဒါကိုပြောနေရမှာမဟုတ်ဘူး။ရှာမမတို့စီတို့အိမ်ကိုဆော့ဆော့သွားကျင်နေလို့ရှာကစိတ်ဆောစွာနဲ့ပြောတယ်။ဒါဆိုရင်လည်းအခုပဲသွားကြတာပေါ့။ကျွန်တော်တို့အငါကနဲ့မရိုစီအိမ်ရှိရာကိုထွက်ခဲ့ကြတယ်။ရှင့်နေနဲ့တွေ့ပြီးပြီလား။မနေ့ကတွေ့ပြီးပြီ။မောင်ရှင်နဲ့ရော ောင်ရှင်နဲ့လားခုမနက်မှဖုန်းအဆက်သွယ်ရတာအခြေအနေဟာရှားတိမ်ကြီးအတွက်စိတ်ပူတယ်ဘာဖြစ်လို့လဲအတိအကျတော့မပြောနိုင်သေးဘူးတိမ်ကြီးမှာအန္တရာယ်ရှိနိုင်တယ်ရှားစိတ်ဆောနေခြင်းနဲ့မျက်နှာမကောင်းခြင်းအကြောင်းရင်းကိုကျွန်တော်သဘောပေါက်သွားတယ်ကျွန်တော်တို့မက်ရိုစီအိမ်ကိုရောက်သွားတဲ့အခါမှာတော့တိုက်ရှိမှာရက်ထားတဲ့ပိုလစ်ဆိုတဲ့စာတမ်းပါရဲကားအပြာကိုတွေ့လိုက်ရတယ်ကိုကိုကြီးရှားထင်တာပြီးတော့ဖြစ်ကုန်ပြီထင်တယ်ငါးကားပေါ်ကဆင်းဆင်းချင်းရှားပြောတဲ့စကားကျွန်တော်ယင်ထိတ်သွားတယ်ကျွန်တော်တို့ ိုက်ထဲကိုဝင်လိုက်တော့ရဲအုပ်စီသူနဲ့မက်ရိုစီစကားပြောနေတာကိုတွေ့ရတယ်။မက်ရိုစီကငိုလျက်မျက်ရည်တွေနဲ့မျက်နှာပင်ဖောက်နေတယ်။ရဲအုပ်စီသူကကျွန်တော်ကိုမြင်သွားပြီးတော့ဟောဒေါ်မေဆန်ရှာတို့ဆောင်တွေဘယ်ကနေဘလို့တရင်ကြပြီးတော့ရောက်လာတာလဲ။အဲ့လိုမိတယ်။မက်ရိုစီကမော့ကြည့်ပြီး မေဆန်ရှာတို့လာထိုင်းဆိုပြီးတော့ဖိတ်ခေါ်လိုက်တယ်။တစ်ဆက်ထဲမှာပဲညီမလေးအဖြစ်ကစိုးလိုက်တာကွယ်။ရိုစီထင်းတဲ့အတိုင်းဖြစ်သွားပြီဆိုပြီးတော့ရှက်ပြီးပြောလိုက်တယ်။ ဒေါ်မေဆန်ရှားနဲ့ဒေါ်ရိုစီတို့ကမိတ်ဆွေတွေလားရဲအုပ်စီသူရဲ့အမီးဟုတ်ပါတယ်ကိုစီသူဒါနဲ့ကိုစီသူတို့ကရှားကမရိုစီမဖြေခင်ဝင်ဖြေနေမိကွန်းလည်းပြန်ထုတ်တယ်ဒေါ်ရိုစီရဲ့ညမမသိငီအစိမ့်တော့ပြီးတိတ်ဆုံးသွားလို့ကျွန်တော်တို့ရောက်နေတာပါရှားနဲ့ကျွန်တော်တို့ရဲ့အာမေဒိတ်တန်အပြိုင်တူထွက်သွားတယ်ဟုတ်တယ်မမေဆန်ရှားညမလေးတိတ်ငီဆုံးရှာပြီမရိုစီကဝင်ပြောတယ်ဆူဆိုက်ပေါ့ဟုတ်လားကိုစီသူဟုတ်ပါတယ်ဒေါ်မေဆန်ရှားအစိမ့်တော့တည်တာလို့ကိုစီသူကဘာကြောင့်ပြောနိုင်ရတာလဲ တည်ဆုံးနေတဲ့မတ်တိန်ကြီးရဲ့မျက်နှာနဲ့ကိုယ်ခန္ဓာတွေမှာအဆိပ်ရဲ့လက္ခဏာတွေတွေ့ရတယ်။အိပ်ရာထဲမှာလူးလိမ်ထားတဲ့အနေထားရင်ညိုပုတ်ပုတ်အရည်တွေပါဇက်ကစီးကျနေတာရင်းနဲ့တကူလုံးမဲပြနေတဲ့လက္ခဏာကိုတွေ့ရပါတယ်။အင်မတန်ပြင်းထန်တဲ့ဆိုင်ရနိုင်အဆိပ်တစ်မျိုးတောက်လိုက်တာလို့ယူဆရတယ်။အလောင်းရှိသေးလား။ဆေးရုံပို့လိုက်ပြီးဆရာဝန်ကြီးကစစ်ဆေးချက်အဖြစ်ရရင်ပို့ပြီးတေချာသွားမှာပဲ။ဘလို့များဖြစ်ရတာလဲမမရိုစီရဲ့။မရိုစီကမျက်ရည်ကိုလက်ကင်မောင်းနဲ့တုပ်ရင်းနဲ့ကုတလော်တိန်ကြီးကအိတ်မပြော်လို့ဆိုပြီးတော့ အိမ်ရဝင်းကနေအိတ်ဆေးတောက်ပြီးအိတ်တက်တယ်။ညကလည်းအိတ်ခန့်ဒီမှာ over တင်းဖြော်ကန်လို့အိမ်ပေါ်ဒေါ်လုံးကဖြော်ပြီးသွားပို့တယ်။ရိုဇီယာလည်းခါတိုင်းလိုအိတ်ဆေးတောက်မှာပဲဆိုပြီးတော့နေလိုက်မိတာ။ကုမနက်အိမ်ရမထားလို့သူ့အခန်းထဲဝင်သွားတော့ဒီလိုအဖြစ်ဆုံးနဲ့တိတ်ဆုံးနေတာကိုတွေ့လိုက်ရတာပါပဲဆိုပြီးရှိုက်တန်တော့ပြီးပြောပြတယ်။မနက်က မတ်တိန်ကြီးအလောင်းကိုစတွေ့ရမမရိုဇီပေါ့။ဟုတ်ပါတယ်မေဆန်ရှာ။အန်ဘတ်တွေပါတယ်မတွေ့ခဲ့ဘူးလား။အန်ဘတ်တော့မတွေ့ဘူးတော့မေဆန်ရှာရဲ့။ရဲအုပ်စီသူကဝင်ပြေးပြီးဓာတ်ပုံလေးအသေးချာရိုက်တယ်။ ညမတ်တင်ကြီးတောက်တယ်ဆိုရဲအိုဘာတင်းဖန်ခွက်ကိုသိမ်းလှုပ်ရှားရှိတာကိုအာလုံးလှုပ်ပြီးပါပြီဖန်ခွက်ထဲမှာတော့ဘာမှမကြံဘူးလက်ဝရစီရအောင်လို့စီရင်တီကိုပို့ပါမယ်အဲ့လိုပါထက်ဆင်ရှင်းပြတယ်အဲ့ဒါဟိုကောင်မြမင်းမောင်ကြောင့်မင်းမနေ့ကမြမင်းမောင်နဲ့တွေ့လာသလားမသိပါဘူးပြန်လာကလေးကမျက်နာမကောင်းဒီလိုစိတ်ဒုက္ခရအောင်လှုပ်လို့တေဆုံးရတာမျိုးရိုစီဘလုံးမမကြည်နဲ့နိုင်ဘူးအဲ့ဒါမမေဆန်ရှာတို့ရဲအုပ်ကြီးတို့စဉ်းစားပြီးပါမရိုစီကဒေါသအတွင်းနဲ့ဝင်ပြောတယ်မရိုစီရဲ့စကားကို ရဲအုပ်စီသူရောရှားပါအပြေမပေးကြောင်းရှားကမက်ရိုစီကိုကြည့်နေပုံကတမျိုးလို့ကျွန်တော်ထင်လိုက်တယ်။ကိုစီသူကမက်တင်ကြီးပါကြောင့်စိတ်တော့တိတ်ဆုံးတာဖြစ်တယ်လို့ကောက်ချက်ချရတာလေ။ရှားကရဲအုပ်စီသူကိုမေးခွန်းတစ်ခုထုတ်တယ်။မက်တင်ကြီးရေးဆိုင်နေရတဲ့အနေအထားတွေရဲ့အိုပါတင်းဖန်ခွက်ရဲ့တိတ်ဆုံးတဲ့လက္ခဏာတွေရဲ့ဆက်ဆက်စဉ်းစားတာပဲ။ပိုပြီးခိုင်မာစေတဲ့အချက်ကတော့မက်တင်ကြီးအိတ်ခန်းတွေကစပွဲပေါ်မှာတွေ့ရတဲ့ဟော်ရီစာကြောင့်ပါပဲ။ရဲအုပ်စီသူကဆာရွက်တွေ့ရက်ကိုသူ့ရဲ့ဖိုင်ထဲကနေထုတ်ယူပြီး ဇပွဲပူလေးပေါ်ဟာချပြတယ်။ကျွန်တော်တို့စာရွက်ပေါ်မှာအာယုံကျသွားတယ်။ရှားကစာရွက်ကိုမတိုးထီပဲငုံကြည့်ရင်းနဲ့ဒီစာရွက်ကမတ်တိမ်ကြီးသုံးနေကြစာရွက်လား။ဟုတ်တယ်။သူ့စာရေးဆက်ကူကကဖြတ်ထားတာပဲ။တိုက်ကြည့်ပြီးပြီ။လက်ရည်ရော။မတ်တိမ်ကြီးလက်ရည်ပဲ။သူ့ရဲ့လက်ရည်တွေနဲ့ရှင်းကြည့်ပြီးပါပြီ။စာရွက်ပေါ်ဟာစာက အင်္ဂလိပ်လိုရေးထားခြင်းဖြစ်တယ်။ကုကုအဲ့ဒီစာကိုတွေ့ဘူးလား။ရှားကကျွန်တော်ကိုလှမ်းမိတယ်။တွေ့ဘူးလေ။ရှေ့စပီယာရဲ့သင်ချိုင်းစာပဲ။အတိတ်ပဲဟာ။ ကိုရဲ့ကုံတိတ်ခါကိုရဲ့ဘဝပဲတိတ်ခါနဲ့ဘဝကလည်းတခုတည်းပေါင်းစီလာတာတိတ်ခါမဲ့သွားရင် ကိုဘဝလည်းနေကုန်ချုပ်ပြီးပေါ့လို့အထိပယ်ထွက်တဲ့ရှာမှန်တယ်ကိုကိုဒါအတိတ်ကြီးရဲ့သဘောထားပုံဖော်ပြချက်ပဲသူတသက်လုံးထိမ့်ထိမ့်မြင့်တင်လာခဲ့တဲ့ကုံတိတ်ခါတွေကြာဆုံးပြီမို့ဘဝကိုလက်မြောက်အရှုံးပေးလိုက်ပြီဆိုတဲ့သဘောပေါ့မတ်တိတ်ကြီးကကိုကိုကိုတက်တည်ရမယ်လို့ဆုံးဖြတ်ပြီးတော့ဒီကြပြားလေးကိုတတိရတာရင်တီကြီးညင်ညင်ရေးနိုင်တာရဲ့ကိုချီးကျူးမိတယ်အောက်ကတီကြီးဆိုတဲ့အတူကောက်စလုံးလေးက မတ်တန်ကြီးရဲ့လက်မှတ်မှန်ပါတယ်နော်။ဟုတ်တယ်မမေဆန်ရှာမြမလေးကလက်မှတ်ကိုတူတူပဲထိုးလေးရှိတယ်။မရိုစီရဲ့အဖြစ်နဲ့ကျွန်တော်လည်းမတ်တန်ကြီးရဲ့လက်မှတ်တွေကိုကြည့်ပြီးပါပြီ။အဲ့လိုရဲအုပ်စီသူရဲ့အဖြစ်တို့ရှင်းစင်နောက်ဆင်ထွက်လာတယ်။ကျွန်မစိတ်မကောင်းပါဘူးမမရိုစီ။ကျွန်မမမရိုစီကိုမကူညီနိုင်ခဲ့တာတောင်းပန်ပါတယ်။ကျွန်မတို့ကိုခွင့်ပြုပါအောင်။ရှာပြန်ဖို့ဆုံးဖြတ်ဟန်နေပြောတယ်။မရိုစီကကောင်းကျင်နေ။ဖျားသခင်ရဲ့အလိုတော်တိုင်းပေါ့ကွယ်လို့လည်းပြောတယ်။ကိုစီသူလည်းလှုပ်ရှားရှိရာဆက်လုပ်ပါ။ဒီမှာအနောက်ချက်မပြီးတော့ပါဘူး။ တခုခုဆွေးနွေးကျင်နေဆိုရင်တော့ကျမကိုခေါ်လိုက်ပါရဲအုပ်စီသူကိုလည်းရှားကနှုတ်ဆက်တယ်ကောင်းပါပြီရဲအုပ်စီသူကရှားမျက်လုံးစူးစမ်းသလိုကြည့်ရင်းနဲ့ပြန်ပြောတယ်ရှားနဲ့ကျွန်တော်တို့မဲရိုဇီရိုရဲ့တိုက်ကြီးတွေကနေပြန်ထွက်လာခဲ့တယ်ခြံဝင်းကျဲကြီးကိုကြောခိုင်ထွက်ခွာလာစဉ်တိုက်တဲ့ချိန်ကြီးက6000လောက်တန်ကြီးရှိမယ်နော်မဲရိုဇီကတော်တော်ချမ်းသာတာပဲလို့ပြောတယ်ဘာလဲအဲ့ဒီလိုချမ်းတဲ့တိုက်ကြီးနေခြင်းလို့လားကိုကတော့စားရေးစရာနော်အဲ့ဒီလိုတော့ရှားအောင်မထားနိုင်ဘူးကျွန်တော်ကရေးစရာပြောလိုက်တယ် ဒါပေမဲ့ရှားမရည်ပါမျက်နှာနွမ်းနွမ်းလေးနဲ့မနေချင်ပါဘူးကိုကိုကြောက်မိတာပါမက်ရိုစီလိုလောဘမောင်နေကြီးဆိုးသွားမှာကြောက်တာပါဆိုပြီးတော့ခက်လေးလေးပြောတယ်ကျွန်တော်အံ့ဩသွားတယ်ဘလို့ရှားဘလို့ပြောလိုက်တာကျွန်တော်ကအလောတကြီးပြန်မိလိုက်တယ်ရှားကကျွန်တော်အဖြေပြန်မပေးနိုင်ခင်နောက်မှအချိန်နဲ့လိုက်လာတဲ့ရဲအုပ်စီသူတို့ပါလာတဲ့ရဲကားပြားလေးကကျွန်တော်တို့ရဲ့ဘေးမှာထိုးရက်တယ်ရဲအုပ်စီသူခုံဆင်းလာတယ်ဒေါ်မေဆန်ရှားမှာပြောစရာရှိတယ်ဆိုတာကျွန်တော်သိတယ်ကျွန်တော်ကိုပြောပါ ကျွန်တော်မမြင်မိတာတခုခုရှိနေရမဟုတ်လားရဲအုပ်စီသူကအမောတကောမိတယ်ရှားရလေကိုစီသူနဲ့အေးစစ်စစ်ပြောပြကြနေတာပါမမရိုစီရှေ့မှာမှမပြောခဲ့တာပါဒါကကိုကိုကိုသေချောင်းကြက်စီမှုမဟုတ်ဘူးကိုစီသူအစိတ်နဲ့အသက်ခံရတာပါကျွန်တော်မျက်လုံးပြူသွားတယ်အခန်းလေးရှားနဲ့ကျွန်တော်တို့ရှားရဲ့အိမ်မှာထိုင်ပြီးရဲအုပ်စီသူစီကအဖြေကိုစောင့်နေကြတယ်ညနေဆောင်မှာရဲအုပ်စီသူစီကဖုန်းလာတယ်ဆရာဝန်ရဲ့ဆေးဆေးချက်မှာဒေါ်မေဆန်ရှားယူဆတဲ့အတိုင်းအစာအိမ်ထဲမှာအစိတ်မတွေ့ရဘူး ဒါကြောင့်အကျော်တဲ့ကိုအစိတ်ရထိုးသွင်းခံရလို့တိတ်ဆုံးတာဖြစ်တယ်ဆိုတဲ့အချက်ကခိုင်မာသွားတယ်။ဘယ်လမောင်လက်ဖြံတတောင်ကွေးတရသွေးကြောတဲ့ထိုးသွင်းမုံမဲဒီနေရာမှာအဲ့ရတွေ့ရတယ်ဆိုပြီးတော့ဆရာဝန်ကြီးကဖော်ပြတယ်။ကျွန်တော်တို့အခုပဲမက်ရိုစီကိုတွားဖက်ပြီးစစ်မေးလိုက်တော့မက်ရိုစီမငင်းနိုင်တော့ပဲဝန်ခံတယ်။ကျေးဇူးပါပဲဒေါ်မေဆန်ရှာ။ရဲအုပ်စီသူအလုံများနေပုံပေါ်တယ်။ကတ်တူတူပြောပြီးတော့ဖုန်းချသွားတယ်။မနေ့ကရှားပြောတယ်လို့ပဲပေါ့ကိုကိုရဲ့။လောဘမောင်နေကြီးစိုးလိုက်ကြောက်ရွံ့ကောင်းသွားပြီ။မြမအရင်တော်မှလှုပ်ချင်ရက်သွားတယ်။ ရှားရဲ့တန်ဝေးကစကားကျွန်တော်ကတော့ရှားဟိုနေရပြောတဲ့စကားကိုကိုကိုအမှတ်ရနေတယ်။အချက်လက်တွေအခြေတည်ပြီးမှကောက်ချက်ချရမယ်ဆိုတာလေ။ကိုစီသူကလောကြည့်ပြီးတော့ကောက်ချက်အရင်ဆွဲထားတဲ့အချက်လက်တွေကသူ့ဘာသာအံဝင်နေတာပေါ့။ရှားရဲ့တွေးစားချက်တွေကိုတော့ကိုကိုချီးကျူးပါတယ်။ကိုကိုကတော့အယူပုံမြောင်လုပ်နေပြန်ပြီ။ကျွန်တော်ကရှားစကားကြောင့်ပေါ်ပါစွာယူလိုက်တယ်။ရှားကြောင့်အမှန်တရားတစ်ခုပေါ်သွားတာပီတိဖြစ်စရာပါပဲလို့လည်းပြောလိုက်မိတယ်။ပြီးမှနေပါဦးရှားရဲ့မနေ့ကလမ်းမှာ ရှာကိုစီသူကိုခတ်တူတူရှင်းပြတာရင်းကိုကိုဘာမှတသက်ကိုကိုမကြားလိုက်ရအောင်ရှာရှာဖွေခဲ့တဲ့အချက်လက်တွေနဲ့ခွင်းဆက်တွေကိုချိန်မိပုံကိုကိုပြန်ပြောပြပါအောင်ဆိုပြီးတော့တောင်းဆိုလိုက်တယ်ရှာကကျွန်တော်မျက်နှာချင်းတဲတဲထိုင်ပြီးတော့အမှုတစ်ခုလုံးကိုအခုလိုပြန်လဲပြီးတော့ရှင်းပြလိုက်တော့ပထမဆုံးရှာရင်ထဲမှာထင်ကနေဖြစ်သွားတဲ့အချက်ကမမရိုစီရှာစီကိုလာပြီးစကားပြောစရာညာမင်းမောင်ကြောင့်ပြောရင်လည်းတင်ကြီးရဲ့နောက်ကပိုင်ဆိုင်မှုတွေကိုသူ့လိုချင်ပုံရတယ်ဆိုတော့မမရိုစီရဲ့ဝေဖန်ချက်ပဲ ရှားတွေ့လိုက်မိတာညမင်းမောင်ကဒီလိုလိုချင်နေဆိုရင်အစိုးရကတိုင်ကြီးကိုချင်းကပ်မှာပေါ့လက်ထက်တော်မယ်ဆိုမှဘာကြောင့်ပြန်ပြီးတော့ချင်းကပ်ရတာလဲဒါစဉ်းစားရမယ့်အချက်ဖြစ်သွားတယ်။ဟုတ်ပါရဲ့ကိုကိုတောင်မတွေးမိဘူး။မင်းမြတ်ရွှေတော်အိမ်ကိုရောက်လို့စကားပြောကြတဲ့အထဲမှာတိုင်ကြီးကမင်းမြတ်ဝေကိုပြောပြတဲ့အထဲမှာစာရီဓာတ်ပုံတွေမိတူပို့တယ်ဆိုတာမပါဘူး။ဒီတော့မမရိုစီပြောထားတဲ့အချက်တွေနဲ့ကွာနေပြန်နေ။နောက်တစ်ခုကဘာကြောင့်မြတ်မင်းမောင်ကလူချင်းတွေးဖို့မကြိုးစားဘဲနဲ့ ုန်းနဲ့ပဲဆက်ရမလဲဆိုတာဒါရီကတိကျတိကျတဲ့ကောက်ချက်ကိုမညွန်သေးဘူးနော်စဉ်းစားစရာကောင်းနေစွာပဲရှိသေးတယ်ဟုတ်ပါပြီအဲ့ဒီမှာရှာတမာရီမောင်ရှင်အကူညီတောင်းနေတီမှုပေါ်တာမောင်ရှင်ရဲ့ကြိုးစားမှုကြောင့်လည်းပါတယ်သူတို့များမြမင်းမောင်တော်တော်ရှာလိုက်ရတယ်တွေ့တော့ဘီယာဆိုင်ခေါ်သွားဘီယာတိုက်ပြီးစကားအစ်တော့တင်ငီလက်ထက်မဲ့အကြောင်းတော့မသိတာတွေ့ရတယ်မတ်တင်ငီထိုက်တန်တဲ့လူနဲ့ဘဝကိုလက်တွဲလျှောက်လန်းသွားနိုင်တာဝမ်းသာပါတယ်လို့ပြောတယ်တဲ့ဒီတော့မြမင်းမောင်က မတ်တိန်ကြီးကိုဖုန်းနဲ့ချင်းချောက်တယ်ဆိုတာတစုံတစ်ယောက်ရဲ့လှည့်ကွက်ပဲဆိုတာသိကြသွားပြီဒီအကြောင်းကလည်းအခုမနေ့အစောကြီးကမှမောင်ရှင်စရာသိရတာသူကလည်းညမှမြမင်းမောင်စရာအကျိုးကြောင်းရတာလေရှင့်နေဦးတင်ယူနဲ့တွေ့တော့ရောရှင့်နေဦးတင်ယူစီကမမရိုစီနဲ့သူ့ရဲ့ဖခင်အမွေခွဲပေးဖို့တည်တန်းစာအကြောင်းသိရတယ်တည်တန်းစာကိုညီမနှစ်ယောက်ရှိမှဖောက်တော့ဖခင်လက်ရှိတိုင်းနဲ့ချန်ရင်ကားရုံတော့မတ်တိန်ကြီးကိုပဲပေးခဲ့တာအတွင်းပစ္စည်းတွေကိုတော့တဝက်စီပေါ့ဖခင်ရဲ့သဘောကတော့တိန်ကြီးကသူနဲ့အတူနေတယ် မသိခင်သူ့ကိုပြုစုတယ်အဲဒါကြောင့်မသိင်ကိုပို့ပေးတဲ့နယ်လို့ယူဆမှာပေါ့ဒီတော့မသိင်ကမရိုစီထက်တင်းတထောင်လောက်အမွေပို့ရောက်သွားတယ်ဆိုပါတော့အဲဒါဟာမရိုစီအဖို့အသေးနာစီတဲ့အချက်ပဲလောဘအမောင်ပေါ့ရှားပြောတယ်လို့ဆိုရင်ကြောက်စီရပါပဲအဲ့ဒီနေရာဥတင်ယူစီရအပြတ်မှာမမရိုစီကိုကားနဲ့တွေ့လိုက်တယ်မမရိုစီရဲ့ကားပေါ်မှာအမျိုးသားတစ်ယောက်ပါတယ်အဆိုတော်တူပေါ့မနေ့ကအမေရိကကိုဖျော်ဖြေပွဲတစ်ခုသွားတဲ့အဆိုတော်ပေါ့အခုတော့ဆေးဆွဲနေရင် ကြည့်ရတာတော်တော်ရင်းနှီးပုံဆိုတော့အမေရိကန်မှာသူတို့နှစ်ဦးတွေ့ခဲ့ညီးခဲ့ပုံရှိတယ်လို့မှန်းဆမိတယ်။ဒီအဆိုတော်ကမမရိုစီနဲ့ကြံပေါ်ကြံပတ်ဖြစ်ဟန်ရှိတယ်။ဒါကြောင့်ရှာမမရိုစီကသင်ကြီးကိုစိတ်ခတ်တယ်လို့ယူဆတာဝန်။မှန်တယ်ကိုကိုမမရိုစီကသူ့လူရဲ့အကူအညီနဲ့အကွက်ဖော်ခဲ့ပုံပဲ။မြမပြပြန်ရောက်တော့မတ်သိန်ကြီးရဲ့တန်ရာရီတွေပါပြီးဖတ်မိမှာပေါ့။အဲ့ဒီမှာမြမင်းမောင်နဲ့အကြောင်းသိမယ်။ဖခင်ရဲ့အစီအစဉ်အရမတ်သိန်ကြီးကိုလက်ထပ်ပေးဖို့ကိစ္စပေါ်လာတော့မြမင်းမောင်အကြောင်းအသုံးချစရာဖြစ်လာတယ်။ ညာမင်းမောင်ကြောင့်မတ်တငီစိတ်ဆင်းရဲပြီးတော့သူ့ဘာသာအဆုံးစီရင်ဖို့အစောပိုင်းအစီစဉ်ထားတာပဲဒါပေမဲ့မတ်တငီကအဲ့လောက်ထိမမိုက်မဲဘူးပညာတတ်တက္ကသိုလ်ဆရာမပဲလीဒီတော့မမရိုစီယာဂျာဝင်မီကြံတာပေါ့တင်ကြီးကသူ့ဘာသာအစိတ်တော့တင်ဟန်စီစဉ်လိုက်တာပဲအဲ့နေရာကိုကိုမရှင်းဘူးဒီလိုကိုကိုရဲ့မတ်တငီအစိတ်တော့အိတ်တာအမှန်ဖြစ်မယ်မတ်တငီတောင်းမဲ့ဥပါဒင်းတွေကိုအစိတ်ထဲဖို့ဆိုတာမတ်တငီတိတ်သွားနိုင်နေဒါဖြစ်ဘလို့လုံးမလဲမတ်တငီအိပ်ပျော်နေတော့လောက်ရမှာပဲ ဥတင်ယူနဲ့စကားပြောစီဟာမာရိုစီကအမေရိကမှာတော့သူနာပြုတ်ဆရာမအလုပ်လုပ်တဲ့အကြောင်းသိခဲ့ရတော့အစိတ်ကိစ္စကြွားကျင်ပါပဲလို့စဉ်းစားမိတယ်။အိတ်ဆေးကြောင့်အိမ်မောကြနေရဲ့မတ်တိန်ကြီးရဲ့ကိုတဲ့ကိုစေးထိုးပြွန်တဲ့အစိတ်ရည်တွေထိုးထက်နိုင်တယ်လို့တွေးမိတာ။ကိုကိုကြည့်လေမတ်တိန်ကြီးရဲ့အံဘတ်တွေမှမတွေ့တာ။အစိတ်တောက်တာဆိုရင်အံရမယ်။အံဘတ်တွေတွေ့ရမယ်။ဟာဟုတ်ပါရဲ့ဒီအတွေ့ကိုရှာကိုစီသူကိုပြောခဲ့တာ။ဒါအောင်ဆရာဝန်ကြီးရဲ့စေးစစ်ချက်ကအထောက်အကူပြုတယ်လေ။ဒါကဆရာဝန်ကြီးရဲ့စေးစာရမှအတည်ပြုနိုင်တာ။ ဒါပေမဲ့မမရိုစီတို့အိမ်မှာမတ်တင်ကြီးရေးခဲ့တဲ့ Shakespeare ရဲ့တင်းကြရန်ကဗျာလေးကိုမြင်ကြတဲ့အမမရိုစီရဲ့လက်ချက်ဆိုတာရှားသေးချာသိလိုက်ပြီးလက်ရည်နဲ့လက်မှတ်ကို CNDIA Paraguay ကအစ်စ်ဟုတ်မဟုတ်ဖော်ထုတ်ပေးမှာပါရှားသိလိုက်တယ်ဆိုတာအဲ့ရွာရှားပြောခဲ့တယ်လို့တည်ဆုံးမဲ့လူတစ်ယောက်ရေးတဲ့လက်ရည်ကတင်းငယ်နေရအံ့ဩစရာမကောင်းဘူးလားတကယ်ဆိုရင်စိတ်လှုပ်ရှားလို့လက်ရည်တွေကရိုင်းနေရွယ်ဆောင်နေရမှာလीမဟုတ်ဘူးလောက်ကိုကိုပြီးတော့မမရိုစီလက်ချက်ဖြစ်ကြောင်ပြလိုက်တာယူလေးတစ်လုံးမင်း ။ယူဘယ်ကယူလဲ။ကိုကိုကလည်းမမတင်ကြီးကအင်္ဂလိပ်စာနေပြဆရာမလေး။ရှေ့စပီးယားရဲ့ကဗျာတွေကဂုံတိတ်ခါကိုမတင်ကြီးရေးတာမှန်။အင်္ဂလိပ်ဝေါ်ဟာရအတိုင်း H O N O U R honor လို့ရေးရမှာပေါ့။အခုတော့ကဗျာထဲမှာပါတဲ့ H O N O R ဆိုတဲ့ honor နှလုံးစလုံးမှာယူမပါဘူး။ဒါကအမေရိကန်အတုံးလေးကိုကိုရဲ့မမရိုစီကအမေရိကမှာအနှစ်20ကျော်နေလာခဲ့တာ H O N O U R လို့ honor လို့မရေးမိဘဲနဲ့အမတ်တမဲနဲ့ HONOR honor လို့ရေးမိတာအမေရိကပြန်မတ်ရိုစီဖြစ်ကြောင်းသူ့ဘာသာဖြောက်ချက်ပေးလိုက်တာပဲမဟုတ်လားပရိသတ်များရှင်အခုတင်ဆက်ပေးခဲ့တဲ့စာရေးဆရာနေစိုးတော်ရေးသားထားတဲ့ရှင်းနေမာလီမေဆန်ရှားနဲ့ဂုံတိတ်ခါကဖော်တော်တရားခန်းဆိုတဲ့ဇာတ်လမ်းကပြီးဆုံးသွားပြီဖြစ်ပါတယ်။နားဆင်အားပေးကြတဲ့ပရိသတ်များအားလုံးကျေးဇူးတင်ပါတယ်ရှင်။